ဒီနေ့ညမှာတော့တက်စင်ကအမှတ်နဲ့ရှုံးသွားပါတယ်။ကီလိုတော့အရန်ကောင်းတယ်လို့ပြောလို့ရတယ်။လုံးဝကြီးဒီ performance အရန်ကောင်းတာမျိုးတော့မဟုတ်ဘူးပေါ့လေ။ဆိုတော့သူတို့နှစ်ယောက်ကတက်စင်ကခွန်ဖွယ်ကိုတော်တော်ကြီးကိုမှသူသူတတိထားပြီးတော့ကစားနေတာတွေ့ရတယ်ပေါ့နော်။ပထမအချိန်မှာအဲဒီတစ်ဖက် fighter ကနေပြီးတော့သူ့ကိုအကဲခတ်နေပုံရတယ်။ တိုက်စစ်ဖွင့်မဆော့တာဘူးကောင်တာတွေနဲ့ပဲသွားနေရဲအဲ့ဒီအချိန်မှာတစ်ချက်တစ်ချက်သုံးချက်တိတယ်ဇက်တိုက်လို့လို့ထိတယ်ပြီးတော့ locate တွေကန်တာတော်တော်ကြီးကိုအားပါတယ်လို့ပြောလို့ရတယ်အပွဲစဉ်ပညာပေးတဲ့သူအတော်မှဒီအရန် power ရှိတဲ့ဒီ locate သူ့မှာရှိတယ်ပေါ့နော်တန့်စင်မှာရှိရဆိုပြီးတော့လည်းမှတ်ချက်ပေးသွားပါတယ်ဆိုတော့သူဒီဘွဲကဘာတွေလိုနေတယ်လဲဘာတွေမပြည့်စုံတာလဲဆိုတာကိုကျွန်တော်တို့နည်းနည်းသုံးသပ်ကြည့်ရအောင်ပေါ့နော်ဆိုတော့ပထမပိုင်းမှာ တန့်စင်ကလိုကစ်ကိုတိတ်ကန်သွားတယ်ပြီးတော့ဘယ်ညာဝိုက်လက်တီးပေးတယ်ဖြောင်းလက်တီးပေးတယ်ဆိုတော့အဲ့ဒီအချိန်ထိတောင်မဒီဘာမှတော့မဖြစ်ဘူးဒီကွန်ဖော်နယ်ကလည်းခလေးလေးဒီတငယ်နှက်စားလေးမဟုတ်တဲ့ခါကျတော့တဘာရင်ဝါရင်ဖိုက်တာကြီးလည်းဖြစ်နေတယ်ဆိုတော့တန့်စင်ကပထမအချိန်မှာသူလုံနိုင်တယ်လို့သူထင်ကောင်းထင်နေပုံရတယ်ဆိုတော့ तू ကလုံနိုင်ကောင်းအဲ तू ကလုံနိုင်တယ်ဆိုပြီးတော့ထင်လိုက်တဲ့အချိန်မှာပဲတစ်ဖက်ဖိုက်တာကလည်း तू ကိုဘယ်လိုဝင်ရမလဲဘယ်လို တုံ့ပြန်ရမလဲဘယ်လိုဆောက်ရမလဲဆိုတာကိုကောင်းကောင်းကြီးတည်သွားပုံပေါ်ပါတယ်ပထမအချီပြီးလို့တန့်စင်ကပထမအချီမှာတာပြောင်လေးရှိတယ်ဆိုပေမဲ့အဲအရန်ကြီးလည်းမဟုတ်ဘူးပေါ့လေဒုတိယအချီကလည်းရောက်ရောအဲခွန်ဖွန်ွယ်ကလုံးဝကိုမှဒီသူစစ်စင်ကစားလာတာကိုအလုံးအလုံးလည်းမြင်တွေ့ကြရမှာပါအဲ့ဒီအချိန်မှာသူကနည်းနည်းလေးပျော့သွားတယ်ကောင်တာတွဲလုံးတွေကိုပဲတစ်ချက်တစ်ချက်ပဲထုတ်တော့တယ်အမြင့်ကန်ကျဲဆိုတာလုံးဝကိုမတွေ့ရဘူးပေါ့နော်။ဘာကြောက်လဲပေါ့ အမြင့်ကန်ချက်ကိုမလေးလာတာလားဒါမှမဟုတ်အမြင့်ကန်ချက်ကိုဒီဒီဘဲကဒီခြေတော့ခြေတော့ကိုဒီကန်တဲ့အချိန်မှာခြေတော့ဖမ်းတဲ့ဟာအရန်ကြီးကောင်းနေတဲ့အတွက် तू ကဒီအမြင့်ကန်ချက်ကိုမပေးချင်တာလားဗောလေဆိုတော့ဒုတိယအချီကိုလဲရောက်ရောအဲ့အချိန်မှာ तू ကဒီ KD ကြမလို့ဖြစ်သွားတယ်ဗောနော်လက်ဘင်းကိုတစ်ချက်ထိလိုက်တာအဲ तू ရိုင်သွားတယ်အဲ့ဒီအချိန်မှာဒီဒုတိယအချီပြီးသွားတယ်ဗောလေတတိယအချီကိုလဲလှုပ်လဲလှော်ရောတန်စင်ကဘာမှမထွက်လာတော့ ဘလို့လက်နဲ့မှကိုမထွက်တော့တာသူဘာကြောင့်အဲ့လိုမျိုးဖြစ်သွားရတယ်လဲဆိုလို့ရှိရင်သူ့ရဲ့တက်လုံပေါ့နော်ဘိုက်ကိုနှစ်ချက်ဆက်လိုက်ထိထိထိလိုက်တယ်ဟိုဒီကွန်ဖွန်နော်ရဲ့ဒီ push kick ကန်တဲ့အချိန်မှာ back ကိုထိတယ်ပြီးလို့ရှိရင်ဒီ body shot တွေထိထားတယ်ဆိုတော့သူကအဲ့ဒီမှာတက်လုံကြပါပုံပေါ်ပါတယ်။ဘာသူ့ရဲ့အတွဲလုံးတွေကလုံးဝကိုမတွေ့ရတော့ဘူးပေါ့နော်ပွဲပြီးတဲ့အထိပဲဒါပေမဲ့ဒါပေမဲ့ကောင်းတယ်လို့တော့ကျွန်တော်တို့ပြောလို့ရတယ်80 60ပေါ့လေ80%လောက်ထိကတော့သူတိုးတက်လာတယ်တိုးတက်လာတာကိုတွေးရတယ်ပေါ့ဒီလိုမျိုးရှုံးသွားတယ်ဆိုလို့ရှိရင်တော့ဘာမှတော့မဖြစ်ဘူးဒါပေမဲ့ဘလို့ဘာမှမဖြစ်ဘူးဆိုဆိုပြီးတော့ကျွန်တော်တို့ကသာပြောနေတာပေါ့နော်တစ်ဖက်လူတွေကလည်းကြံတဲ့သူတွေကတော့သူ့ကို blame မဲ့သူတွေကတော့ blame နေမှာပဲဇက်တိုက် blame နေမယ်သူတို့ဇက်တိုက် blame နေတယ်လို့တန့်စင်အနေနဲ့လည်းဇက်တိုက်စူးစမ်းနေဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ဒီပွဲပြီးတာနဲ့ပြီးချင်းမှာဒီ တိုင်ဂါမွေထိုင်ဂျင်လက်ရှိဘရိုနီကာထွေနဲ့လုပ်နေတဲ့ကလပ်ကနေပြီးတော့ဂျင်ကနေပြီးတော့တန့်စင်ကို officially post တင်ပြီးတော့ခေါ်ထားတာတွေ့ရတယ်ပေါ့နော်သူခေါ်ထားတဲ့စာလေးကိုပြောပြမယ်ပေါ့နော်သူကဘယ်လိုပြောထားလဲဆိုတော့အဲ့ post တင်ပြီးတော့ဘယ်လိုပြောထားလဲဆိုတော့တန့်စင်အားတဲ့သူတို့ဂျင်ကိုလာပြီးတော့ training လုပ်ဖို့လိုအပ်တယ်ပေါ့နော်လုံးဝနီးစနစ်ကျတဲ့မွေထိုင် skill ကိုတက်မြောက်ဖို့သူလိုအပ်နေတယ်ပေါ့လေဆိုတော့ငါကတိပြုပါတယ်ပေါ့လေ main ကိုတဲ့နောက်နောက်ထပ် ဒီပြိုင်ဘက်တွေအကုန်လုံးကနေပြီးတော့မင်းကိုလေးစားရတဲ့ဖိုက်တာတယောက်ဖြစ်အောင်ထိလုတ်ပေးနိုင်တယ်ဆိုတာကိုငါဂတိပေးတယ်ဆိုပြီးတော့အဲ့လိုမျိုး post တင်လာရတယ်ပေါ့နော်အဲ့ဒီ post ရဲ့အောက်မှာ comment ဝင်ရေးထားတဲ့ bro တယောက်ရှိတယ်ပေါ့နော်သူကတော့ဘယ်လိုရေးထားလဲဆိုတော့အဲ bro တဲ့အဲဒါကားတဲ့ဒီ super league ကို မလေးစားရကြတယ်ပေါ့နော်အဲ့လိုမျိုး post တင်ပြီးတော့ဒီ emoji ရေးထားတဲ့ဒီရည်နေတဲ့ emoji လေးတစ်ခုကိုထည့်ထားတယ်သူကလည်းချက်ချင်းပဲ rebrand ကိုပြန်ပေးလိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့ तू ကမဟုတ်ဘူးတဲ့ဒါကတဲ့မလေးစားတာမဟုတ်ဘူးပေါ့လေ။ဒါမလေးစားတာဘသူ့ပုံမှာမလေးစားခြင်းမဟုတ်ပါဘူးနော်။ကြည့်ပါဦးနဲ့မင်းသူ့ရဲ့ performance ကဘယ်လိုဖြစ်နေလဲဆိုတာ။သူတို့ကနေပြီးတော့အဲ့လိုမျိုး comment တွေမှာအပြန်အလှန်ပြောထားတာလေးရှိတယ်ပေါ့နော်။ဒါကိုကြည့်ခြင်းအပြင်တန့်စင်ကဒီသူ့မှာစူးစမ်းခြင်းစိတ်တွေရှိတယ်။အောင်မြင်ခြင်းစိတ်တွေရှိတယ်။ဒါ သူကတကယ်တကယ်ဆရာသမားကောင်းတယောက်ယောက်ကိုလိုအပ်နေတယ်ဆိုတာကိုသူတို့ကမြင်တဲ့အတွက်အခုလိုမျိုးကန့်လှမ်းလာတယ်လို့ကျွန်တော်ကတော့သုံးသပ်မိတယ်ပေါ့နော်ဆိုတော့တာမန်မကောင်းတဲ့ fighter တယောက်ကိုအဲ့လိုမျိုးကန့်လှမ်းဖို့ဆိုတာကလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့လေသူတို့ attention ရအောင်ဆိုတာကိုအနေနဲ့တော်တော်ကြီးလုံးပြနိုင်မှာပဲသူတို့အနေနဲ့ကိုယ့်ကို attention ရမယ်ပေါ့ အပြစ်တင်နေတဲ့သူတွေလည်းတစ်ချက်လောက်လျှော့ပြီးတော့သူ့ကိုစိတ်ဓာတ်ခွန်အားလေးတွေကျွန်တော်တို့ပေးကြမယ်။နောက်ထပ်နောက်ထပ်ဆိုတာသူဘလို့ဖြစ်လာမလဲဆိုတာတော့ကျွန်တော်တို့စောက်ကြည့်ရအောင်ပဲပေါ့လေ။ကျွန်တော်ကတော့အပြပြောတယ်။အဲဒီကနေပြီးတော့ဒီကနေပြီးတော့လည်းအပြပြောတယ်။ဘယ်နှပွဲပွဲရှုံရှုံဘယ်နှပွဲပဲနိုင်နိုင်ကျွန်တော်ကတော့ဆက်ပြီးတော့အားပေးနေမှာပါ။ဘာကြောက်လဲဆိုတော့တနိုင်ငံတည်းနေတရည်တည်းသောက်တနိုင်ငံတည်းမှာမွေးထားတဲ့အဒီမွေးချင်းနိုင်ငံသားတွေဖြစ်တဲ့အတွက်ကျွန်တော်နိုင်ငံသားဖြစ်တဲ့အတွက်ကျွန်တော်ကတော့အမြဲတမ်း အမြဲတမ်းတရားရခိုင်တော့စစ်တပ်ခွန်အားလဲပေးမယ်အဲအားလဲအားပေးမယ်ဆိုပြီးတော့ကျွန်တော်ဒီနေရာနေပြီးတော့တခါတည်းပြောရင်းနေပဲကျွန်တော်ဗီဒီယိုကိုနေကုန်ချုပ်လိုက်ပါတယ်